ကိုနိုင်ငံကိုတိုင်းပြည်ကိုကာကွယ်နေတဲ့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေဒါပေမဲ့ထားပါရဲတို့ပြည်သူစစ်တို့ဆိုတာတပ်မတော်သားတွေကိုခမားတို့စစ်ခွေးစစ်ခွေးလို့ခမားတို့အကြိမ်ကြိမ်ခေါ်ခဲ့တယ်အခုခမားတို့ခေါ်ခဲ့တဲ့စစ်ခွေးစစ်ခွေးတွေကပဲလူမှုကူစီကူညီရေးအလုပ်တွေကိုပြည်ဆိုလဲသူတို့လုပ်ရတယ်ရေပေးဆိုလဲလုပ်ရတယ်အခုကကြီးသုံးသားပေးငလင်တန်ပေးဆိုလဲစစ်သားတွေကထိတ်ဆုံးကနေသူတို့အသက်ကိုဗဒနာမထားဘဲနဲ့ကိုတိုင်းသူပြည်သား ဒုက္ခရောက်နေတဲ့အချိန်မှာဏီတာတွေစိမ့်တာတွေဝါတာတွေတာတာတွေမရှိဘဲနဲ့သူတို့ရဲ့အသက်တွေကိုပေးဆက်ပြီးတော့ခမားတို့ပြည်သူလူထုတွေကိုကာကွယ်နေခဲ့တယ်ခမားတို့အဲ့လိုလူတွေကိုခင်မွန်ကြီးဆယ်ပါးထဲမှာပါတဲ့လူတွေကိုစော်ကားခဲ့တယ်အခုတော့ခမားတို့ဘာဖြစ်လဲမန္တလေးနေပြီးတော့စကိုင်းဟမ်အဲ့ဒါဘာဖြစ်လဲခမားတို့ပါဇက်ကဦးမေအောင်လိုင်းကြောင်ဟုတ်လားဦးမေအောင်လိုင်းနဲ့ပါဆိုင်အဲ့ဒီငလျာဦးမေအောင်လိုင်းလှုပ်ခိုင်းလိုက်လှုပ်လို့ရလားပထမရက်က ခဏတည်းမှာနှစ်ပြားရှိတဲ့ငလင်လောက်ပြီးတတိုင်းပြီးတော့ပြိုကျပျက်စီးသေးကင်းနေတယ်အခုဒီကဲလို့မပြီးသေးဘူးအခုတခါထပ်ပြီးတော့ငါးတည်းမှာတဲ့အစစ်ရှိတဲ့မန္တလေးကိုဘိုးဘိုးပြုပြီးတော့ငလင်ထပ်မှလောက်ခတ်တယ်အဲ့လိုတိုင်းပြည်ကငလင်လေးပိုးစိုးပက်ဆက်လှုပ်ပြီးတော့တတိုင်းပြည်တို့ပြိုကျပျက်စီးသေးကျင်နေတဲ့အချိန်မှာအချမ်းဖက်ခေါင်းဆောင်မင်းအောင်နိုင်ကတော့ပြည်သူကိုဘုံကျဲမပြက်ဆက်လက်ကျင်းနေတယ်အယူကြီးကဒီငလင်ကဲဆယ်ရင်းအတွက်နှစ်ပတ်တိတိအပြစ်ကရက်ဆဲထားဖို့သူ့ရဲ့တိုင်းတပ်ဖွဲ့တွေအားလုံးကိုအမိန့်ထုတ်ပြီးတော့ငလင်ကဲဆယ်ရင်းမှာပြည်သူနဲ့အတူပူးပေါင်းပြီးတော့ဒီစစ်ကောင်စီရဲ့ဒီလုတ်ကင်းတဲ့ ဒေတာတွေရဲ့ဒီပြည်သူလူထုကယ်ဆယ်ရေးတွေအဓိကလုပ်ကိုကျင်ညာထားပေမဲ့စစ်ကောင်စီကငလျင်လှုပ်ပြီးနှစ်နာရီအတွင်းမှာပဲဘုံဆက်ကျဲတယ်အခုတခါလဲနော်အနောက်တိုင်းပြည်လုံးလှုပ်နေတော့ဘုံထက်ကြီးတယ်အလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရစေဝေတိုင်းပေါင်းလို့နေအပြင်ဂျမစစ်ကောင်စီတပ်ကစစ်လက်ဟက်ရင်ဖြစ်ပြစ်ခတ်ဘုံကျက်တက်ခိုက်ခဲ့ကြောင်းပကုတ်ကုတ်ခဲအမှတ်ဆက်ငါတိုင်ရင်မှတောင်းရှိလူတို့ကရောင်းခရစ်ဒင်းထဏနာပြောတယ်ယနေ့မတ်လ30ရက်နေ့နနက်10:30မိနစ်အချိန်ပေါင်းမြို့နယ်အနောက်မြောက်ပိုင်းအတွင်းတို့ အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ရဟတ်ယာဉ်တစ်စီးချင်းဘုံကျဲခဲ့ပြီးကပ္ပစာ24အပင်းတို့ဆင်းသက်သွားကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုမတိရှိရသေးပေမဲ့သွားရောက်နေစေဖြစ်ကြောင်းသိရတယ်။လေတောင်းကနေတိုက်ခိုက်ပါတာဟုတ်ပါတယ်။ဖုန်းလိုင်းတွေလည်းအဆက်အသွယ်မရသေးလို့အသေးစိတ်အခြေအနေတော့မတိရသေးဘူး။ထိခိုက်ပျက်စီးမှုတွေလည်းမေးလို့မရသေးပါဘူး။ပကုတ်ကုတ်ကဲအမှတ်ဆက်ငါတိုက်ရင်မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်ဆင်းဌာနကပြောကြားတယ်။လူနာကြီးမျိုးအစိုးရကငလင်တက်ပြည်သူများကိုရဲဘော်ကူညီရင်းနဲ့ကယ်ဆယ်ရေးလှုပ်ဆောင်ရန်ယနေ့မတ်လ30ရက်နေ့မှာဧပြီလ12ရက်နေ့အထိနှစ်ပတ်ကြာထိုးစစ်များရပ်တန့်ထားကြောင်း ယမန်နေ့ညပိုင်းထုတ်ပြန်ကြေညာခဲ့တော့လေစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခုတိုက်ခိုက်မှုများကိုဆက်လက်လှုပ်ဆောင်လာခြင်းဖြစ်တယ်။ကဲဒါတော့အလုံးတိတဲ့အတိုင်းပဲနော်။ညကညညရေဆိုရကမတ်လ30ရက်နေ့ကနေ A+12 ရက်နေ့ထိဒီနှစ်ပတ်အတွင်းကိုဒီထိုးစစ်တွေအလုံးကိုရပ်တန့်ပြီးတော့တိုက်ခိုက်မှုတွေရပ်တန့်ပြီးတော့ဒီငလင်ဘေးအတွက်ကုညီကယ်ဆယ်ရေးတွေကိုလှုပ်ဆောင်ဖို့ကြေညာချက်ထုတ်ပြန်ထားတယ်။ဒီလိုအချိန်တွေမှာဒီအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကဒီငလင်ပြိုတဲ့ရက်ကလေးတောင်မှမနာနဲ့ဘုံကျဲလှုပ်ဆောင်နေတာ အဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့နော်ရှက်ဖို့တော့ကောင်းတယ်မင်းအောင်နိုင်ကနိုင်ငံတကာထွက်ပြီးအခုညီပြောထားတဲ့ဒီအကြောင်းကိုထိုင်းမီဒီယာတကူကတင်နေချိန်မှာအဲ့မှာထိုင်းအောက်မှာအောက်မှာရှိတဲ့ထိုင်းလူမျိုးတွေလာရေးထားတာပါရေးထားတယ်ဆိုတော့နော်ဒီအတန်းဖက်မင်းအောင်နိုင်တက်ကတဲ့အာနာမသိစစသိန်းတဲ့ကဒီနေ့အချိန်ထိတတိုင်းပြည်လုံးကိုတိုင်းနဲ့ပြည်တဲ့14ခုလုံးကိုဘုံကျဲချနေတာနော်ထိုးစစ်တွေစင်ပြီးစစ်တိုက်နေတာအဲ့ဒီငွေတွေအားလုံးရဲ့တန်ဖိုးကဘယ်လောက်တော့ရှိလဲပေါ့ ဘလောက်ပြည်သူကိုဘုံကျက်တက်ဖို့ကြတော့ငွေရှိပြီးတော့ဒီငလင်လှုပ်လို့ပြည်သူကိုကူညီကယ်ဆယ်ဖို့ကြတော့သူ့မှာငွေမရှိဘူးဆိုပြီးတော့နိုင်ငံတကာကိုအကူအညီတောင်းတဲ့လုပ်ရက်ကဟိုရှုံ့ချထားတာပေါ့အဲ့တော့ဒီပတ်နိုင်ငံသားတွေအနေနဲ့တောင်မှမင်းအောင်နိုင်ရဲ့ရုပ်မှမှုကိုဒီလိုတိနေပြီဆိုတော့ကျွန်တော်တို့တိုင်းပြည်သူဘလောက်ရှက်ဖို့ကောင်းလဲစဉ်းစားကြည့်အဲ့မဲ့ရိုတူမချက်မြင်သူချက်ဒီလိုဟာတွေအားလုံးရဲ့လောက်ရည်အာနာတိန်ထားတဲ့အကြက်ဖက်စစ်ကောင်စီတက်ကမဖြစ်တယ်။နော်အခုဒီငလင်လောက်တယ်။နော်ထိုးစစ်ရက်တန့်ထားပေါ့ နော်ဒီနောက်အောက်မှာပြိုကျပျက်စီးနေတာအပေါ်ကတခါထပ်ပြီးတော့ဘုံမှုထက်ပြည့်တယ်အဲ့တော့ရှင်းပါတယ်မင်းအောင်လာရတော့ဘယ်အချင်းနေတိဖြစ်ဖြစ်ဒူအာနာကိုရောက်ယူပါမယ်ဒါဒါတို့ရဲ့ရည်မှန်းချက်ပဲအဲ့တော့ဒူအာနာကိုရောက်ယူပါမယ်အဲ့ဒီပုံမှာကျွန်တော်တို့နေလည်းဘယ်လိုတုတ်ပြတ်နိုင်မလဲနော်အခုဆိုရင်ဒီနိုင်ငံတကာရဲ့အကူအညီတွေလာတယ်အဓိကမြို့ကြီးတွေမှာဖြစ်တဲ့အတွက်မြို့ကြီးတွေဒီစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိသေးတာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့ဆက်ဆက်ပြီးတော့ဒီမြို့တွေရဲ့အကူအညီကယ်ဆယ်ရေးကိုလှုပ်ရှားတာရှိတယ်ဒါကိုမတိသူတို့ဘက်ကောင်တွေသူတို့ကပဲဟိုဟိုတရားဝင်အစိုးရလို့လို့ဘာလို့တရားဝင်အစိုးရလို့ဆိုပါဇက်ကပြောမနေနဲ့တိကမင်းတို့ပျောက်နဲ့ရုရှားကိုပဲအရင်ချိန်ညာခိုင်းလိုက် နော်မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရသည်နော်အာဏာသိမ်းထားတဲ့စစ်ကောင်စီဖြစ်ပါတယ်လို့မင်းတို့ပထွေးခေါ်နေတဲ့တရုတ်နဲ့ရုရှားကိုပဲအရင်ကြညာခိုင်းနော်ဒီဖြစ်ဟာတွေလာပြီးတော့မပြောနဲ့ခလေးကလားစကားတွေပြောမနေနဲ့အဲ့တော့အောက်မှာပြောနေတာဒီအခုရှေးဟောင်းမွေနစ်တွေအားလုံးနော်ပြိုကျသွားတာထားအခုဆိုရင်ဥလာဒိန်အာဇာနီဘိမ့်မှန်မှာပြောမယ်ဥလာဒိန်ဘိမ့်မှန်မှာနော်စာတင်နာတန်ခါတွေအပါ80ကျော် အောက်မှာအကောင်လုံးပေါ်ဒီတွေထုတ်လို့မရသေးဘူးနော်ပြီးလို့ရှိရင်မန္တလေးကကွန်တိုဒီကွန်တိုရဲ့ ဟိုပြိုကျမှုကိုလေထုတ်နေကြတော့ဝေဖန်ထားတာတွေ့ရဒီကွန်ဒိုဆောက်လုပ်ထားတဲ့ပုံစံမကျတဲ့အတွက်အခုလိုပူဆိုးပဆက်ပြိုကျတော့ဒါမဲ့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကပြိုကျပြူပါပြီဒီပြိုကျတဲ့အောက်မှာလေအသက်ပေါင်းနဲ့များစွာရှိနေတယ်ဒါတွေအားလုံးကိုဘလို့ကယ်ဆယ်ကြမလဲညနိုင်ငံတွေကတော့လေရင်တွေနဲ့လာလှုပ်ပြီးတော့ကယ်ဆယ်ရေးအဖွဲ့တွေဆင်းထုတ်တယ်အခုဆိုစင်ကာပူဘွဲ့နော်အတရုတ်ဘွဲ့ရုရှားဘွဲ့စတဲ့ဖြစ်နိုင်ငံတကာကနေအိန္ဒိယဘွဲ့နော်ကုညီကယ်ဆယ်ရေးတွေကိုလာပြီးလှုပ်ပေးနေတဲ့အချိန်မှာကိုယ်နိုင်ငံမှာရှိတဲ့စစ်တပ်လို့တတ်မတော်လို့ကိုယ့်ကိုခံယူထားတဲ့ကောင်တွေကငလီမှာမတည်ပဲကြံနေခဲ့တဲ့ပြည်သူကိုဘုံထက်ကျဲတယ်ဆိုလို့လုပ်ရတာ ဘလောက်တော့အယုတ်ဆိုးအကြီးနံလဲဆိုတော့ပြောစရာစကားလုံးမရှိတော့ဘူးเนาะအဲ့တော့ကျွန်တော်တို့တွေကဘလို့ဆက်သွားချင်မှာလဲဒီလိုကောင်မျိုးတွေ ਨੇ เนาะအခုမင်းအောင်နိုင်ရတော့ရှင်းတယ်သူတို့ကသူတို့အခုဖြစ်နေတဲ့ပြဿနာကမင်းအောင်နိုင်တယောက်တည်းကိုကျွန်တော်ခေါင်းပုံချလို့မရဘူးเนาะမင်းအောင်နိုင်တယောက်တည်းကလှုပ်ချင်နိုင်လှုပ်လို့မရဘူးအဲ့တော့မင်းအောင်နိုင်နဲ့အတူတူเนาะခိုးထား900ပုံစံမျိုးတေပေါ်တခိုးချင်းချင်းတေပေါ်ညှိပြီးတော့အားလုံးလုပ်နေကြတာเนาะဟိုအပြည့်စည်းကပြောစရာစကားတော့မရှိတော့ဘူးဗျာအခုသူဖြစ်နေတာ ခုဆိုနေပြည်တော်ငလင်အတွက်ဒီနေပြည်တော်မှာရှိတဲ့ကယ်ဆယ်ရေးတွေကိုစင်ကာပူအဖွဲ့လုပ်နေတယ်မန္တလေးမှာရှိတဲ့အဖွဲ့တွေကိုအိန္ဒိယလုပ်နေတယ်အိန္ဒိယကူညီကယ်ဆယ်အဖွဲ့တွေကယ်ဆယ်နေတယ်ပြီးလို့ရှိရင်တရုတ်ကကဒီကွန်ထိုပြောင်းမှုမှာတရုတ်ကယ်ဆယ်အဖွဲ့တွေကဥစည်းပြီးတော့လုပ်ပေးနေတယ်အဲ့တော့နိုင်ငံတကာကူညီကယ်ဆယ်ရေးတွေကတော့သူတို့နိုင်ငံမှာအစအရေးပေါ်အခြေအနေပုံစံမျိုးချက်ချင်းလာပြီးတော့ချက်ချင်းကူညီနေတဲ့အချိန်မှာကျွန်တော်တို့တိုင်းပြည်အနေနဲ့သူတို့ရုပ်စိုးအကြီးအကဲဖြစ်ရတာမြန်မာပြည်ကတော့တော့စိတ်သက်ပြီးရုံညံ့ဆုပ်ပဲ့နေနေတာဆိုတော့အသွေးခေါ်ကိုကဘာကြီးအတိပွင့်ရပါတာပဲနော်တလောက်တဘာဝဘေးအန္တရာယ်ဖြစ်နေတဲ့အချိန်အခုဥထသိန်း ဒီဗိမ္မာမှာပြိုကျခဲ့တဲ့စာသင်္ဘောတန်ခါရဲ့အရေးအတွက်ကဆက်လက်တိုးလာနိုင်ဖို့ပဲရှိတယ်ဆိုတာကိုတောင်းဝင်ရှိတဲ့သူတွေကြေညာထားတယ်။ဘာဖြစ်လို့လဲစာဖြင်းနေတဲ့အချိန်ဖြစ်တဲ့အတွက်တန်ခါတွေစုယုံနေတဲ့အချိန်မှာပြိုကျခဲ့ရတယ်။ပြီးလို့ရှိရင်လည်းဘလီဘလီပေါင်းမှုပြိုကျတာ90ကျော်တယ်။နော်အဲ့ဒီဘလီတကူဆိုရင်ဒမန်တလေးကဘလီဆိုရင်အစိုးရဆုံးကဝစ်ပြုတ်နေတဲ့အချိန်ဒီနေ့ကတောင်းကြနေဖြစ်တဲ့အတွက်ဝစ်ပြုတ်နေတဲ့အချိန်ထဲမှာဟို အစ္စလမ်ဘာသာဝင်တွေအထက်မှာရှိနေတဲ့အချိန်မှာပြိုကျတာဖြစ်တဲ့အတွက်အဲ့ဒီမှာလည်းတော့တေဆုံးခဲ့ရတဲ့အစ္စလမ်ဘာသာဝင်တွေတပုံကြီးပဲသူတို့လည်းသူတို့နိုင်ငံသူတို့လုပ်ပြီးတော့ဒီဟာကြီးကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်အဲ့တော့ဒီကာလလေးမှာသူတို့ပြည်သူကိုဘုံကျဲတဲ့လှုပ်ရက်ကိုခဏလေးတော့ရပ်တန့်ပြီးတော့မကူညီနိုင်တော့လာကူညီတဲ့လူတွေကိုမျက်စိနှာအောင်မလုပ်ကုန်တော့ဟိုဝိုင်းပြောဖို့ကောင်းတယ်နော်စစ်တပ်ထောက်ခံတဲ့လူတွေအနေနဲ့ဒါတော့ပဲပြောချင်တယ် အဲ့လက်ရှိကျွန်တော်တို့နိုင်ငံရဲ့တဘာဘေးအန္တရာယ်ငလျင်ဘလို့ထက်လာအောင်မလုပ်မတည်ဘူးအဓိကကဆွန်တာဆိုတဲ့ဒီအရှိတောက်တောက်ဖြာကြီးနဲ့အိန္ဒိယတောက်ဖြာနှစ်ခုရဲ့ဒီထိရွေ့ပွတ်တိုက်မှုကမြန်မာနိုင်ငံမြေပေါ်အလဲကောင်တက်တဲ့အရင်ပြောတာဒါသခိုင်းပြတ်ရွေ့ကျော်ဆိုတာကမ္ဘာမှာနာမည်ကြီးတဲ့ငလျင်ပြတ်ရွေ့ကျော်ကျွန်တော်တို့အဲ့ဒီသခိုင်းပြတ်ရွေ့ကျော်တက်တဲ့မှာနေနေတာဒါကြောင့်မလို့မြစ်ဆုံကိစ္စတွေမှာဒီဘူးမီနာပညာရှင်တွေအနေနဲ့ကန့်ကွက်ခဲ့တာ မတော်တော့ဒီမြစ်စုံဆယ်ကြီးလာစောက်ထားတဲ့အချိန်အခုလိုမျိုးငလင်အင်အားပြင်းတဲ့ဟာတွေလှုပ်လာမယ်ဒီထက်ပြင်းတဲ့ဟာတွေလှုပ်လာမယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီမြစ်စုံဆယ်ဒိုးကြလာမယ်တွားပြီးကချင်ပြည်နယ်မြစ်ကြီးနားကစပြီးတော့အောက်မှာရှိတဲ့မြို့တွေအကုန်လုံးပျောက်သွားမှာနော်အဲ့ဒါဖြစ်လို့ကန့်ကွက်ခဲ့တာဒါပေမဲ့တရုတ်ကသူ့နိုင်ငံပြိုကျမနေလေသူ့နိုင်ငံထိတာပုံလေဒါပေမဲ့ဒိုးမြတ်ရရင်တရုတ်ကသူ့နိုင်ငံရမှာအဲ့လိုအနေထားမှာဒီမြစ်စုံကိုရအောင်စောက်ဖို့အတွက်ဒါဒီစစ်ကောင်းဆောင်တွေအာဏာရရေးအတွက်တရုတ်ကလိုက်လုပ်ပေးနေတာဒါအလုံးတိပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့နိုင်ငံဟာဟို အစားနှုံးသလုံးကိုပတ်လက်ခွေးရဲ့ဆွဲသလိုအိန္ဒိယကလည်းလိုချင်တယ်တရုတ်ကလည်းလိုချင်တယ်ခိုင်းမဲ့ချမ်းကလည်းတဝယ်ရင်းစိတ်ကအပောင်းဝင်ဂက်ပိုက်လိုင်းတွေနဲ့ဒီမှာချုပ်နေတယ်နော်အဲ့ဒီကနေချစ်ချုပ်ပြီးတော့ကျွန်တော်တို့တော်လှန်ရေးဆိုတာကိုရက်တည်လာခဲ့ရတာနော်အဲ့လိုအနေထားမှာကျွန်တော်တို့ဒီစီးလုံးကိုညှဉ်းညွတ်ဖို့လိုတယ်ဒီစစ်ကောင်းဆောင်တွေကတော့တိုင်းပြည်ကိုအကုန်ချနှင်းပြီးတော့ဘဲတူတေတေငတေမိုင်ပြီးရောဆိုလို့ပူရတာကိုပြောနေတာနော်အဲ့တော့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့ဒုတိယအနေနဲ့လဲနော်အခုလိုမျိုးမလင်လှုပ်ပြီးတတိုင်းပြည်လုံးကျင်းပုတ်နေတဲ့အချိန်မှတော့ဘုံကျဲရတဲ့ခမားတို့ရဲ့စစ်တပ်ကို ခင်ဗျားတို့ကိုးပွေလေးလားထောက်ခံလေးလားဆိုတာလေးကိုပဲကိုယ့်ကိုပြန်မေးကြစေချင်ပါလေအင်မတန်ရုပ်ဆိုးအကြီးတန်းနဲ့အောက်တန်းကြတဲ့လုပ်ရည်ကြီးကိုလုပ်နေကြတာရှက်စရာကြီးဒီနေ့သဘာဝဘေးအန္တရာယ်တွေကြုံကြိုက်လာပြီဒါဟာဘာကြောင့်လဲဒီငလျင်တွေသဘာဝဘေးတွေကြောင့်ဦးဇင်းတို့ပြည်သူတွေဒုက္ခတွေရောက်ကြရတာဒါဟာရှောင်လွဲလို့များတဲ့ဘေးအန္တရာယ်ဒီတော့ငါတို့တွေဟာဘလို့တွေဆက်ပြီးတော့မှစိုးကျတဲ့ရောက်မှုတွေနောက်ဆက်တွဲပြဿနာတွေဖြစ်မလာအောင်ငါတို့တွေဘလို့စုစည်းကြမလဲဆိုတာမျိုးတွေကိုတွေးတောကြမှာပါ ဒီတိုင်းမဲ့လူတွေဖန်ပြီးတဲ့ဘေးအန္တရာယ်ကြီးကတ်သုံးပါရောဂန္တရာကတတ္တန္တရာကဒုဗေကန္တရာကလို့ခေါ်တဲ့ကတ်တွေဒီကတ်သုံးပါရှိပါတယ်ဒီကတ်သုံးပါတွေကတော့လူတွေကဖန်ပြီးတဲ့အန္တရာယ်ဘေးအန္တရာယ်တွေပဲဖြစ်ပါတယ်ဥဒ္ဓနနိုင်ငံမှာကာလဝိပတိလို့ခေါ်တဲ့ပြည်သူကိုမျက်နှာမမူတဲ့မကောင်းတဲ့အာနာရှင်တွေအာနာယူတွေအုပ်ချုပ်တဲ့ကာလတွေရောက်လာတဲ့အခါမှာဒီကတ်သုံးပါဟာမလို့မတူဂျုံချိုက်ကြရတာပဲဖြစ်ပါတယ် ကတ်တုံးမှာဂျုံကြိုက်လာတဲ့အခါမှာပြည်သူ့ပေါ်မှာမျက်နှာမူနေတဲ့အစိုးရတွေလက်ထက်မှာဆိုလို့ရှိရင်စနစ်တကျထိထိရောက်ရောက်ကာကွယ်ဖြည့်ရှင်းပေးနိုင်တဲ့အနေအထားမျိုးတွေရှိပါတယ်။ကိုသမို့ဗမိုင်းတော်စားသူကြီးတို့လက်ထက်မှာဆိုရင်ကိုဗစ်ကာလတကဘာလုံးကတော့မှအံ့ဩယူရယူရလောက်အောင်ထိဦးသမို့ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ပါတယ်။ရေဘေးဒုက္ခတွေကြုံရတဲ့အခါမှာကိုသမို့ရဲ့နိုင်ငံဟာဗမိုင်းတော်စားသူကြီးတို့နောက်မှာပြည်သူတွေကလည်းအစဉ်အသင့်ပူးပေါင်းပါဝင်ပြီးတော့မှတက်တက်ကြွကြွနဲ့ကူညီဆောင်ရွက်ခဲ့ကြတာပြီး ဖြည့်ရှင်းခဲ့ကြရတယ်အများကြီးရှိပါတယ်။အခုဦးသိန်းတို့ဒီ2021နောက်ပိုင်းမှာဖြစ်လာတဲ့တဘာဝဘေးရန်တွေကြီးလိုက်ပါဦး။ပြီးခဲ့တဲ့ဇူလိုင်လအတွင်းတုန်းကဆိုလို့ရှိရင်ဦးသိန်းတို့ရေဘေးတွေပြုံကျိုက်လာရတယ်။ဘလောက်အထိပျက်စီးဆုံးရှုံးခဲ့ပြီလဲ။ဒါပြီးအများကြီးပါ။ဒီနေ့ငလျင်တန်ကိုခံစားကြရတယ်။ဦးသိန်းတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါအများဆုံးအဟုတ်ချက်ကြတဲ့နေရာကမြန်မာနိုင်ငံဖြစ်တဲ့အတွက်အများဆုံးခံကြရတာပါ။စကိုင်းတကြောမှာရှိနေတဲ့ဒါသောသောဆရာသွန်းတွေဦးလေတင်ပြသွားခဲ့ပါပြီ။သုံးပုံညချင်းသေးသေး မြတ်ဒိဏ္ဍသေးဒီမန္တလေးမှာသူလို့ခြင်းမမျက်မှုနှိဦးသင်တို့ကနာကူရီကျောင်းဆောင်တွေရှင်းဟောင်းအငွေနှစ်မြောင်များစွာဦးသင်တို့မန္တလေးကျောင်းကားသာအပါအဝင်ဆုချုပ်ပြည့်စည်ခဲ့ကြရတယ်ဒီတိုင်းပဲသာသနာ့ဝန်တန်းရှင်ရဟန်းတွေအပားတရားထမင်းနဲ့မန္တလေးမြို့ဥလတ်ဒိန်ဘိတ်မှာမှာစာမိုးဝဲဖြေနေကြတဲ့ဇေရောတန်ကားတော်တွေအသက်ဆုံးရှုံးခဲ့ကြရတာပဲဖြစ်ပါတယ်ဒီဟာဒီအကြောင်းအရာတွေဟာဦးသင်တို့တဘာဝကြောင့်ဖြစ်တဲ့အကြောင်းအရာတွေဟာရင်ဆိုင်ရရမယ်နောက်ဆုံးမှာ နောက်ဆက်တွဲဆိုးကျိုးတဲ့ရောက်မှုတွေမဖြစ်အောင်တဘာဝကြောင့်ဖြစ်လာတာမှန်တယ်ဦးသိန်းတို့နာဂစ်ကာလကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်နာဂစ်မုံတိုင်းကြောင့်တဘာဝဖြစ်ရတဲ့ကြောင့်ဖြစ်လာတယ်တိုးတော်လည်းပဲကိုကြီးကဲတဲ့ရေးတွေမှာစနစ်တကျစီမံခန့်ခွဲမှုမရှိကြတဲ့အတွက်မသေးသေးမဲနဲ့သိကြပြသိခဲ့ကြရတယ်မဆုံးရှုံးသင့်တဲ့သိတဲ့ဥစ္စာတွေဆုံးရှုံးခဲ့ကြရတယ်အများကြီးကြုံကြိုက်ကြရတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဇူလိုင်လရေပေးကာလတွေလည်းပြန်ကြည့်မယ်ဆိုလို့ရှိရင်မဆုံးရှုံးသင့်မဲ့ဆုံးရှုံးရတဲ့အစ်စ်တဲ့ဥစ္စာတွေလူတွေရဲ့အသက်တွေအများကြီးဆုံးရှုံးခဲ့ကြရတယ်ဒီနေ့ နလင်းတန်းကိုလည်းပဲဒီအတိုင်းပဲနောက်ဆက်တွဲဦးသူတို့ကူညီကယ်တယ်လို့ရတဲ့အသက်ငွေငွေလေးကြံနေရင်တော့မှအသက်ရှင်တော့အောင်ဒီဦးသူတို့ကယ်တယ်လို့ရတဲ့အခွင့်အရေးတွေအများကြီးရှိပါတယ်တိုးတော်လည်းပဲဒီနေ့ဒီအချိန်စစ်မိတ်စာစစ်ဘလူးခက်သစ်စစ်တာမရိတက်ကတော့ဦးသူတို့ရဲ့နိုင်ငံကိုကူညီပေးမဲ့နေသည့်မချားဆရာဝန်များအဖွဲ့ကိုအခုချိန်ထိပြည်ဝင်ခွင့်မပေးသေးဘူးလို့ဦးသူတို့သတင်းကြားနေရတာဖြစ်ပါတယ်ဒါဟာဒီအစိုးရလိုသူတို့ကိုသူတို့ခံယူထားတဲ့သူတွေရဲ့စီမံခန့်ခွဲမှုအတ္တကြီးမှုပြီးဟာ တော်တော်ကြီးပေါ်တွင်ထင်ရှားနေရတာတွေတွေ့မြင်နေရတာပဲဖြစ်ပါတယ်။ကုညီကယ်တဲ့ရေးတွေရောက်လာတယ်။ကုညီကယ်တဲ့ရေးပစ္စည်းတွေကိုခုနေပြည်တော်ရုံးချုပ်မှာပဲထားပြည်တော်မှာတက်တွင်းတွေဝယ်မျှဝေဖို့ဆိုတဲ့အတင်းတွေလည်းကြားနေရတာသစ်ပိတ်သာစစ်ဘလူးရဲ့ရုံးမှာရက်ဆက်မှုတွေဟာပေါ်လွင်နေပြီပဲဖြစ်ပါတယ်။ဒီရဲ့ငလျင်တန်ဟာသစ်ပိတ်သာစစ်ဘလူးတွေအတွက်ကတော့သူတို့ရဲ့စစ်တပ်အတွက်ရက်ခါထောက်ပံ့မှုတွေရတယ်လို့များထင်နေကြသလားတော့ဦးသိန်းတို့တွေ့တော့ယူရမယ့်အနေအထားမျိုးတွေဖြစ်လာပါတယ်။ငလျင်တန်ခံရတဲ့ငလျင်နှုတ်လိုက်တဲ့နေ့မှာပဲ၂၀ ၈ရက်နေ့မှာပဲဦးဇင်းတို့နောင်ချိုမြို့ကိုဒုတိယကြိမ်ထပ်မံပြီးတော့မှဘုံကျဲတိုက်ခိုက်တဲ့တိုက်ခိုက်မှုတွေလည်းဦးဇင်းတို့ပေါ်ပေါက်လာပါတယ်။ဆိုတော့သောသောကဦးဇင်းပြောခဲ့တဲ့စကားကိုပြန်ချုပ်မယ်ဆိုရင်ဘေးရနေရနှမျိုးရှိတယ်လူတို့ဖန်တီးတဲ့ဘေးရနေရနဲ့တဘာဝကဖန်တီးတဲ့ဘေးရနေရရှိကြတယ်အန်ရယ်တွေကြုံလာပြီဆိုလို့ရှိရင်ဘယ်အကြောင်းကြောင့်ဘလို့အန်ရယ်ကြုံလာကြရတာလဲဆိုတာကိုအကြောင်းကျိုးကိုစမ်းသစ်ပြီးတော့ကြုံလာတဲ့အန်ရယ်ကိုစိတ်တက်ကြက်ညံ့ခံပြီးတော့ငါတို့ဘလို့တွေဖြည့်ရှင်းကြမလဲနောက်ထပ်နောက်ထပ်လာလတန်တို့အန်ရယ်တွေကိုငါတို့ဘလို့ကာကွယ်ကြမလဲဆိုတဲ့ ဒီဟာမျိုးခင်းကျင်းဖို့လိုပါတယ်ဒီတော့ဦးဇင်းတို့ရဲ့နိုင်ငံမှာဒီနေ့ပြည်သူတွေဟာဘေးဒုက္ခတွေအမျိုးမျိုးရောက်နေကြတယ်အခုလက်ရှိစစ်မိတ်စာစစ်ဘလူဖက်စစ်တပ်မရင်းတပ်ရဲ့အကူအညီတွေထောက်ပံ့မှုတွေရလိမ့်မယ်လို့ကတော့လာလာမှမမျှော်လင့်ပါနဲ့အခုမဘာသာဘုန်းကြီးတွေလည်းပဲအဲကူညီကယ်ဆယ်ရေးတွေအတွက်လှုပ်ရှားနေကြတာတွေရှိပါတယ်သို့တော်လည်းပဲဒီပြည်သူတွေအဓိကထားပြီးလှုပ်ရှားမှုဆိုတာထက်ကိုပြည်သူဆုံးရှုံးသွားတဲ့ဘာသာရေးအဆောက်အုံတွေအဓိကထားပြီးတော့မှတိဆောက်ဖို့အတွက်လှုပ်ရှားတယ်လို့ဦးဇင်းကတော့သဘောပေါက်ပါတယ် ပြောကျင်တာကလူတွေဖန်တီးတဲ့ဘေးဒုက္ခပဲဖြစ်ဖြစ်တဘာဝကဖန်တီးတဲ့ဘေးဒုက္ခပဲဖြစ်ဖြစ်ပြုံလာတဲ့အခါမှာလူဘယ်လူမျိုးမှဘယ်ဘာသာမှဘလို့သားရောင်ချီလို့ဆိုပြီးခွက်ချံပြီးတော့မှဒုက္ခပေါ်ရောက်သွားတာလည်းမရှိပါဘူးခွက်ချံပြီးတော့မှချမ်းသာရရပြီးတော့မှဒုက္ခကနေလွတ်မြောက်သွားတာလည်းမရှိပါဘူးအာလုံးဒန်းတူခံရရတာဖြစ်ပါတယ်ဒါကြောင့်ဒီပုံကိုယ်တွေဒီကတော့ကုညီကယ်ဆယ်မှုတွေကိုမမျှော်လင့်ကြပါနဲ့အဲ့ဒီတော့ဦးသိန်းတို့တော်လိုင်းရေးတကားနဲ့ပြောမယ်ဆိုရင်ငါတို့မှာငါတို့ပဲရှိပါတယ် ပြည်သူမှာပြည်သူပဲရှိပါတယ်ဒီတော့ကုသနုတ္တတွေငလျင်တန်ကတဘာဝဘေးဒဏ်ကကင်းလွတ်ပြီးအသက်ချမ်းသာရရတဲ့သူတွေကငလျင်တန်တင့်နေတဲ့သူတွေကိုဖိမကူညီနိုင်ရာတာဝန်ကိုထမ်းပြီးတော့မှဥသနုတ္တတွေဟာဒီညီညီညွတ်ညွတ်နဲ့ဥသနုတ်ရဲ့ကြောက်ရောက်လာတဲ့ဥသနုတ်ပေါ်မှာကြောက်ရောက်လာတဲ့တဘာဝဘေးဒဏ်တွေကိုကိုင်းကိုကျွန်းပြီးကျွန်းကိုင်းပြီးပြီးတော့မှဝိုင်းဝန်းပြီးတော့ဥသနုတ်ပြေရှားကြချေရှင်းကြရပါလိမ့်မယ်ထောက်ပံ့ကြရပါလိမ့်မယ်ကူညီကြရပါလိမ့်မယ်ဒါကြောင့်ဥသနုတ္တတွေဟာညီညီညွတ်ညွတ်နဲ့တဘာဝကကြောက်ရောက်လာတဲ့ အန္တရာယ်ကြောင့်ဘေးထွက်ဆိုးကျိုးတွေနောက်ဆက်တွဲပြဿနာတွေကိုဝိုင်းဝန်းဖြေရှင်းပြီးတော့လူတွေဖန်တီးထားတဲ့ဦးဇင်းတို့နိုင်ငံမှာစစ်မီးတွေဒုံတောက်နေတဲ့အာဏာယူတွေဖန်တီးခဲ့တဲ့ဘေးအန္တရာယ်ကိုလည်းပဲဦးဇင်းတို့တွေညီညီညွတ်ညွတ်နဲ့တိုက်ထုတ်ပြီးတော့မှတာယာလှပတဲ့နိုင်ငံတော်တွေကိုဝိုင်းဝန်းချီတက်ကြပါစို့လို့ပြောကြခြင်းနဲ့ဦးဇင်းရဲ့ပြောကြားချက်ကိုနေကွန်ကံပါသုံးသပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်